ောက်တိုဘာလ6ရက်9ရက်ကတတိယကျော်လာပြီနေဖြစ်ပါတယ်။အရှိတိုင်းမှာတော့လာပြီနေက6ရက်နေဖြစ်ပါတယ်။အနောက်တိုင်းမှာတော့9ရက်နေဖြစ်ပါတယ်။ဒါကြောင့်မို့6ရက်သုံးမဟုတ်9ရက်နေမှာ ritual တွေလုပ်နိုင်တာလေးတွေကိုပြပြပေးချင်ပါတယ်။မြန်မာလူတို့အောက်တိုဘာ6ရက်နေ့ကတတိယကျော်လာပြီနေဖြစ်ပါတယ်။ဒီတစ်ခါလာပြီကလည်း super moon လို့ခေါ်တဲ့ ထင်ရှားတောက်ပါတယ်လာပြီဖြစ်ပါတယ်ဒီလိုစူပါမောဆိုတာမျိုးနဲ့ကြုံလို့ရှိရင်လရဲ့အလင်းရောင်ကလင်းထိန်နေပါတယ်မြန်မာလူမျိုးတွေဆိုရင်တော့တရင်ကျော်လာပြီရဲ့အစွမ်းကိုတီးမိသားဖြစ်ပါပါအရန်ကိုတောက်ပါပြီထင်ရှားနေတတ်ပါတယ်ဒီလိုချိန်လေးမှာလုံနိုင်တာတွေကတော့မကောင်းတာတွေကိုဖေထုတ်တာလို့ကောင်းတာတွေကိုရရှိဖို့ဆူတောင်းတာလို့ healing ပေါ့နော် ို့မှာရှိနေတဲ့ခံစားနေရတဲ့ဝေဒနာတွေကိုလည်းစိတ်ဝေဒနာကိုယ်ဝေဒနာနှမျိုးလုံးအတွက်ကို healing ယူလို့ရပါတယ်။နောက်ပြည့်ရဲ့အစွမ်းကအပြည့်အဝရှိနေတဲ့အချင်းဖြစ်လို့ပါ။အခြားသောလုံနိုင်တာအကောင်းဆုံးလို့ကျွန်မထင်တာပေါ့နော်။အဲ့ဒါကတော့မုံဝါဒလို့ခေါ်တဲ့နောက်ရောက်ခံထားတဲ့ရေကိုမဖြစ်မနေလှုပ်စေချင်ပါတယ်။ဘာလို့လဲဆိုတော့လက်ပြည့်ရဲ့ပါဝါအပြည့်အဝရှိတဲ့အချင်းမို့လို့ပါ။ ရေတစ်ခွက်ဒါမှမဟုတ်ရင်ရေတစ်ပုံးပေါ့နော်အဲ့ဒါကိုလရောင်ရဲ့အောက်မှာအနည်းဆုံး3နာရီအများဆုံး3နာရီခန့်ထားပြီးပြန်သိမ့်လိုက်ရင်အဲ့ဒါမွန်ဝါတာလို့ခေါ်တဲ့လရောင်ခန့်ထားတဲ့ရေကိုရရှိမှာဖြစ်ပါတယ်အခြားသောလဝိယရနာတွေခရစ်စတန်တွေနောက်ပြီးအဆောင်တွေလက်ဖွဲ့တွေကိုလည်းလရောင်အောက်မှာ3နာရီလောက်ထားပြီးကြည့်ပါတင်မဝေဒနာတွေခံစားနေရတယ်ဆိုရင်လည်းလရောင်အောက်မှာ နိုင်အနေငယ်လောက်မိနစ်အနေငယ်လောက်ဖြစ်ဖြစ်ပြီးကြည့်လိုက်ပါခန်းစားချက်တွေပြောင်းလဲလာမှာကိုတိတိတတ်တာတွေ့ရှိရမှာဖြစ်ပါတယ်တကယ်လို့သင်ပေါ်မှာမလူချင်းသားတွေရှိတယ်ဆိုရင်လည်းစာရွက်ပေါ်မှာရေးထားပါအဲ့စာရွက်ကိုမီးရှို့တာဒါမှမဟုတ်ရင်ပိုင်းပိုင်းလေးတွေပြောင်းဆုပ်ဖြဲပြီးတော့ဖြုတ်ပြလိုက်လို့ရပါတယ်သင်ပေါ်မှာလူချင်းသားတွေရှိနေတယ်ဆိုရင်လည်းစားနဲ့ရေးပါနောက်ရောက်အောင်မှာအဲ့စာရွက်ကလေးကို ်မိနစ်အနည်းငယ်လောက်ထားပါပြီးရင်အဲ့စာရွက်ကိုသင်တဲ့အတူသင်ထားကြည့်ပါပုံမှန်ဆူတောင်းတာတွေထက်ပိုပြီးလျင်မြန်ပြည့်ဝတာကိုသတိပြုမိပါလိမ့်မယ်ယေရှုတင်ပါရဲ့ရှင်